မင်္ဂလာပါရှင် CJ Platform ကနေတင်ဆက်နေတဲ့မိုးလေဝသစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်အော်တိုဘာလ10ရက်နေ့တောက်ကြနေအတွက်နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုကျွန်မစင်တီကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ငလျင်သတင်းအနေနဲ့ဒီနေ့မနက်6:58မိနစ်မှာ ရခိုင်ပြည်တောင်ကုန်းမြို့ရဲ့အရှေ့မြောက်ဘက်26မိုင်ကွာမြေအောက်ကီလိုမီတာ130ကိုဗဟိုပြုပြီးအင်အားတင့်တင့်ရှိတဲ့နေတသမ၄ဆင်းမြင်းကလေးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ဒီကနေ့အတွက်မိုးလေဝသအခြေအနေတွေကိုပြောပြရရင်တော့လက်ရှိမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအထက်လစ်ဝေလိုင်းတစ်ခုဖြစ်ပေါ်နေပြီးအနောက်အနောက်မြောက်ဘက်ကိုဆက်၍လာနိုင်ပါတယ်။ ွေလိပ်ဝတာပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်ချက်ရတော့ဒီလီဝေလိုင်းဟာနောက်82နှစ်အထိရှိနေနိုင်ပေမဲ့အားကောင်းလာနိုင်တဲ့အချိန်တော့မရှိပါဘူး။ဒါပေမဲ့ဒီလီဝေလိုင်းရဲ့အချိန်ကြောင့်လာမယ့်အောက်တိုဘာလ16ရက်နေ့ထိတနင်္သာရီတိုင်းမွန်ကရင်ပဲခူးတိုင်းအေရော်ဒီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်ပြေးမှုများနိုင်တာကြောင့်ကြိုတင်သတိပြုကြဖို့လိုအပ်မှာဖြစ်ပါတယ်။ဒီကနေ့အတွက်ပြည်နယ်နဲ့တိုင်းလိုက်တိစိတ်ခမှန်ချက်တွေအနေနဲ့ကတော့ရှမ်းပြည်ရှေ့ပိုင်းနဲ့မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနေပြီးတော့ကရင်နဲ့မွန်တို့မှာ နေရာစစ်ဆေးမှုထင်ကျုံရနိုင်ပါတယ်။ကချင်ပြည်စကိုင်းတိုင်းထပ်ပိုင်းချင်းပြည်နယ်မကွေတိုင်းတို့မှာတော့နေရာကွက်ကြောင်မှုရနိုင်ပါတယ်ရှင်။ရခိုင်၊မကွေတိုင်းနဲ့ကရင်ပြည်ဒေသတွေမှာတော့နေရာကျကျမှုရနိုင်ပါတယ်။အထူးသဖြင့်ရွာငန်း၊တာစီ၊မိထီလာ၊မုံရွာ၊ဆလင်းကြီး၊မအီမြို့နယ်တွေမှာမိုးနှင်းငယ်နဲ့ဟိုးပုံမြို့နယ်ထီဖူးကျေးရွာနီးမှာတော့မိုးနှင်းငယ်ကနေမိုးတင်းတင်းရွာနိုင်ပါတယ်။ အခုချိန်မှာတော့ရှမ်းပြည်မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာမိုးတိတ်တောက်တွေဖြစ်ပေါ်နေရကိုတွေ့ရပါတယ်။ဒီမိုးတိတ်တောက်တွေရွေ့လျားနေတဲ့တခြားမှာမိုးရသွန်းနာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးကြိုးပစ်တာနဲ့မိုးသီးကျွေတာလိုမျိုးရုတ်တရက်ဖြစ်တတ်တဲ့သဘာဝဘီယန်လေးတွေကိုအထူးသတိပြုကြဖို့ကြံပြုလိုပါရဲ့ရှင်။ပင်လယ်ပြင်ခရီးသွားသူတွေနဲ့ကန်နီကန်ဝေးရေလောက်သားတွေအတွက်ကတော့ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်တို့မှာမုတ်တပ်လီအားနည်းနေပေမဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကဖြစ်ပေါ်နေတဲ့အထက်လီဝေလိုင်းရဲ့အရှင်ကြောင့် မြမပင်လေပြင်းမှာလှိုင်းတင်းငယ်ကနေလှိုင်းတင်းတင်းရှိနိုင်ကြောင်းအသိပေးလိုက်ရပါတယ်ရှင်။မူလဝတ္တဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေရကြောင်းကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်ချက်တွေကိုဆက်လက်ဆောက်ကြည့်ပြီးဖို့မြစ်တာရဲ့ခံပါတယ်ရှင်။ CG platform ရဲ့မူလဝတ္တခံမှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအလုံးတဘာဝပြီးစစ်ပီတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်တီကဆုတောင်းပေးပါတယ်ရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝတ္တနဲ့ရည်တူဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါဦးရှင်။